ုတ်ကဲ့ကျွန်တော်နာမည်ကခေါင်းဆက်ဖြိုးပါခင်ဗျာကျွန်တော်အခုစင်ကာပူက SBI ဆိုတဲ့ကုမ္ပဏီတစ်ခုမှာ data analyst consultant အနေနဲ့ promote ကြောက်လုပ်နေပါတယ်ခင်ဗျာ dashboard challenge ကြီးကိုခဏခဏတော့ပြန်ကြည့်တယ်ဗောနော dashboard လောက်ရတယ်လေသဘောကျတယ်ဆိုတော့အခု matrix college ကလုပ်ပေးတဲ့ challenge ကိုကျွန်တော်ကြာဝင် link page ကနေတွေ့လိုက်တာဗောနော်တွေ့လိုက်တော့ဒီ local challenge ဆိုတော့စိတ်ဝင်စားပြီးတော့ debit card ပြစ်ထားပါဟုတ်မင်္ဂလာပါခင်ဗျာဟုတ်ကျွန်တော်နာမည်ဟန်စောထပ်ပါကျွန်တော်ကတော့ဒီ matrix ကျောင်းရတော့ဗောနော်အပြင်ကနေပြီးတော့ကျွန်တော်လာပြန်တဲ့ demo ဝင်ကြောက်ဗောနော်ကျွန်တော်ကတော့ခုလက်ရှိ yuma fleet မှာ junior bi analyst နေနဲ့အလုပ်လုပ်နေပါတယ်ဗောနော်ဟုတ် dashboard challenge ကအဓိကကျွန်တော် facebook ကနေတွေ့တာဗောနော် အဲ့ရနေမှာကျွန်တော်ဖယ်ဝင်နေကြလေ့လာကြအောင်ပေါ့အဓိကပထမဆုံးပြင်ကိုယ့်ရဲ့ skill ကဘယ်လောက်ထိရှိလဲဘယ်လောက်ထိအတိုင်းအတာထိရှိနေမလဲတခြားလူတွေရော ကိုယ့်ရဲ့ dashboard ကို report ကိုနားလည်နိုင်လားဆိုတော့အဲ level ကိုသိချင်လို့ပေါ့ကျွန်တော်ဝင်ရောက်ပြီးတော့ရှင်းပြပြတာမှာဗျဟုတ်မင်္ဂလာပါရှင်ညီမနာမည်ကတော့ငှို့ဘွားဝါထိုင်လို့ခေါ်ပါတယ်ဟုတ်လက်ရှိကတော့ညီမ international bank တခုမှာစပြီးတော့အလုပ်လုပ်နေပါတယ်ရှင်အရင်ကတော့ဒီ consulting ဘိုင်းနေပြီးတော့ကြတော့ telecom industry ရေးပတ်မှာလဲ strategy ဘိုင်းပေါ့နော် strategy နေ planning ဘိုင်းနေအာပြီးတော့ consulting ဘိုင်းနေအဲ့ဘိုင်းနေမှာလဲအတွေ့အကြုံရှိပါတယ်ရှင်ဟုတ်ပြိုင်ပွဲကတော့ညီမက batch 4မှာလဲဒီ matrix မှာ ာတော့တက်ခဲ့ဘူးတယ်ပေါ့နော်အဲ့တဲကဒီလိုမျိုး challenge တွေလုပ်တယ်ဆိုတာလည်းညီမဒီ face တွေမှာတွေ့ရတယ်ပေါ့နော်တွေ့တော့အဲ့အချိန်တည်းကဒီနှစ် challenge လုပ်တယ်ဆိုလို့လုပ်တဲ့အချိန်ကြာလို့ရှင်တော့ညီမဝင်ပြိုင်ပြင်မယ်လို့စိတ်ကူထားတယ်ပြီးတော့ကြတော့ကိုယ့်ရဲ့ creativity skills တို့ဒီ analysis skills တွေပေါ့နော်အဲ့အပိုင်းလေးတွေလည်းညီမတိုးတက်ခြင်းနဲ့အဲ့ဒါကြောင့်မလို့ဒီပြိုင်ပွဲကိုဝင်ပြိုင်ဖြစ်တာပါရှင့်ဟုတ် ော့အဲစိတ်လဲလှုပ်ရှားပါတယ်ပြောလဲပြောပါတယ်ဝင်လဲထားပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်အနေနဲ့က dashboard ကိုလှုပ်ရတာကကိုယ်တကယ်စိတ်ဝင်စားတဲ့အရာတစ်ခုဖြစ်တော့လေအခုကိုယ်လှုပ်ထားတဲ့ကိုယ်စူးစမ်းထားတဲ့ effort တိုင်းဝင်လာအထိရခဲ့တယ်ဆိုတော့ကျေးဇူးလေးတင်ပါတယ်ခင်ဗျာစစချင်းလေ presentation လုပ်တော့လူကတုံပြီးတော့လေပြောပြောဘာပြောမှမသိဘူးပေါ့နော်ဘယ်လိုပြောရင်ကောင်းမလဲအိမ်ကနေတော့တေချာစဉ်းစားတာဒါပေမဲ့ဒီ dimension တော့နည်းနည်း blank ပါပေါ့နော်ဘယ်လိုပြောရမလဲဆိုတာနည်းနည်းလေး confuse ဖြစ်တယ်ဒါပေမဲ့အရင်လဲစိတ်လိုရှောက်ဖို့ကောင်းတော့ပြောစရာကောင်းတော့ပေါ့နော် dashboard တစ်ခုကိုကိုက လူတွေရှိမှပြောတုံနိုင်တဲ့ကျွန်တော်အနေထားလေးကိုကျွန်တော်ရရှိလိုက်တယ်ပထမအကြိုကျဆိုဒုတိယကတော့ကျွန်တော်အနေနဲ့တခြားပြန်ပွဲဝင်နေစီကနေပြီးတော့မှသူတို့ရဲ့ data insight တွေ report design တွေတခြားတော့ information တွေကိုကျွန်တော်ပညာရရပါတယ်ပေါ့နော်ဟုတ်အဲ့ဒါလေးတော့ရပါပြီပါလေဟုတ်အများကြီးဝမ်းသာပါတယ်ရှင်တကယ်က short list အဲထဲပါတာတောင်မှပြောရတယ်ပေါ့နော်အာကိုကကိုလည်းမမျော်လင့်ထားဘူးရှင်အဲ short list ပါပြီးတော့လည်းအဓိကကဟိုစုရချင်မရချင်ထပ်ပေါ့နော်ဒီအကောင်းဆုံးအာကိုလုံးနိုင်တဲ့အတိုင်းအတာတစ်ခုဒီ အကောင်ဆုံးလုပ်မယ်ဘလို့နားလည်အောင်လုပ်မလဲ data တွေကနေပြောတဲ့ insight တွေကိုဘလိုမျိုးတာလို့ရမလဲပေါ့နော်အဲ့အပိုင်းလေးတွေလည်းစိတ်ဝင်စားတယ်ပြီးတော့ကြတော့တခြားကိုရီအမတွေအာညီမလေးတွေပေါ့နော်မောင်လေးတွေစီကနေလည်းတခြားပြိုင်ပွဲဝင်တွေစီကလည်းလေ့လာခြင်းနဲ့သင်ယူခြင်းနဲ့ပေါ့နော်အဲ့အတွက်ကြောင့်အဓိကဝင်ပြိုင်ဖြစ်တာပါပြီးတော့အခုသူ့လည်းရသွားတော့အများကြီးပျော်ပါတယ်ပြီးတော့ပိုလည်းစိတ်ဝင်စားလာပါတယ်ဟုတ် ကျွန်တော် prevention လုပ်ခဲ့တာကကြတော့ဒီနေ့အချိန်တော့ယူရပါတော့ကျွန်တော်ကလည်းဟိုအလုပ်တွေနဲ့ခဏကြောင်းရလဲတက်နေတော့မအားဘူးပေါ့နော်မအားတဲ့ကြားကနေကျွန်တော်အချိန်လေးကိုနည်းနည်းနည်းယူပြီးတော့တေချာလေး design လေးအောက်တေရောပြီးတော့ report ပေးလိုက်ဒီပြိုင်ပွဲရဲ့ report ရဲ့ data ရောတေချာလေးကြည့်ပြီးတော့မှကျွန်တော်အချိန်လေးကိုတော်တော်လေးယူလိုက်ရပါတော့ကျွန်တော်အဲ့ deadline အပြီးပေါ့နော်မအားတဲ့ကြားကနေမှကျွန်တော်ဒီ design လေး layout တွေပြီး visual ဘိုင်းတွေပေါ့နော်အဲ့အားလေးကိုကျွန်တော်အချိန်ယူပြီးလုပ်လိုက်ရပါတော့ဟုတ် အရန်ကောင်းပါလေအရန်ကောင်းပါလေဆိုကျွန်တော်ပြောလို့ကျွန်တော်ကအဲ link ပြင်ပေါ်က challenge ကြီးကိုတော့ဝင်ပြစ်တယ်ခဏခဏလေးဆိုတော့အဲ့ဒါက online ပေါ်ကနေသူတို့ international လောက်တဲ့ challenge ကြီးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီ local မှာအဲ့လိုမျိုး challenge လုပ်ပေးတာမျိုးမရှိသေးဘူးဆိုတော့ကျွန်တော်တို့ local မှာလည်းအခုလို power bi ကိုစိတ်ဝင်စားရတဲ့ data analyst ကိုစိတ်ဝင်စားရတဲ့သူတွေကအရန်များကြပါလေဆိုတော့သူတို့ရဲ့စ조사မှုတွေကိုလည်းပို့ပြီးတော့မြင်သာသေးတယ်ပေါ့နော်ပြီးတော့ဒီ local ကနေ organization တစ်ခုကနေလုပ်ပေးတာဖြစ်တဲ့အတွက်ပို့ပြီးတော့လည်းနွေ့နွေ့သေးသေးရှိရလို့ခံစားရတယ်ပေါ့ဆိုတော့အခုဒီ local မှာဒီလို dashboard challenge လုပ်ပေးတာဒီ matrix ကလည်းရှိသေးတယ် လေဆိုတော့ဝန်တာပါရင်ကြိုးစားပါရင်ခင်ဗျာဟုတ်နောက်ထပ်ပြိုင်ပွဲဝင်ရေးအနေနဲ့ကတော့ပြိုင်စေခြင်းနဲ့ဘာဖြစ်လို့လဲဆိုတော့ကိုယ့်အတွက် portfolio တစ်ခုလည်းကောင်းတယ်ပြီးတော့ကြတော့စာတွေလည်းပြန်လုပ်ဖြစ်တယ်ဘယ်လက်တွေ့မှာသုံးဝင်တဲ့ domain knowledge တွေ storytelling skills တွေ data analysis tools တွေသုံးရမဲ့ tools တွေကိုလည်းဘယ်လိုမျိုးပိုကောင်းအောင်သုံးလဲဆိုတာလည်းတခြားပြိုင်ပွဲဝင်တွေစီကလည်းလေ့လာလို့ရနိုင်တယ်ပေါ့နော်အဲ့ဒီအပိုင်းတွေကတော့တကယ်ကိုဒီ challenge ကနေရတဲ့ benefit တွေပါပေါ့နော်အဲ့ဒီလိုပြိုင်ပွဲလေးတွေလည်း metric အနေနဲ့အများကြီး ေးအလုပ်ပေးစီရင်တယ်ပြီးတော့ဝင်လဲဝင်ပြိုင်သင့်တဲ့ program တစ်ခုဖြစ်တယ်လို့လည်းထင်ပါတယ်ရှင်ဟုတ်ပြီဆိုတော့တမန်လေး